လာပါရှင်။ရန်ကုန်ခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာကိုထရန်သတိပြုမိလာပြီ။သို့တော့လူခွင့်ရေးချိုးဖောက်နေမှုများကြောင့်တော့မဟုတ်။တကဘာလုံးသူထက်ကမရမက အလိုရှိနေသည့်ရေရှားသတ္ထုများကြောင့်ပင်ဖြစ်သည်။ရှစ်ခုအခါတရုတ်တီအစိုးရသတ္ထုများပိုင်ဆိုင်မှုတွေထိတ်ဆုံးမှ ရှိနေစေဖြစ်သည်။အဓိကအားဖြင့်ကချင်ပြည်နယ်အတွင်း BGE ခြေရလက်ရများကနှက်ဆိုင်စွာရှိနေသောကြောင့်ဖြစ်သည်။ ထို့သောသတင်းအစီရင်ခန်းစာများအရာ Trump ၏တတိယမျက်လုံးသည်မြန်မာ၏မြေရှားတပ်ထုများကိုစိုက်ကြည့်နေပြီဟု Eurasia Review တွင်ရေးသားထားသည် အမေရိကန်တို့ကမြန်မာလမ်းကြောင်းသည်၎င်းတို့နိုင်ငံလုံးချုပ်ရေးကိုအားဖြည့်ပေးနိုင်စရာအဖြစ်ရှုမြင်လာကြသည် Trump ၏ကုန်သွယ်ရေးစစ်ပွဲသည်ကမ္ဘာတဝန်အာရုံစိုက်နေရသည့်သတင်းကြီးဖြစ်လာနေသည်တရုတ်နှင့်အမေရိကန်တို့၏ကုန်သွယ်ခွန်စစ်ပွဲသည်အပြန်အလှန်နားလည်နိုင်မှုရသည့်အထိဖြည့်ရှင်းရန်ဆိုကနိုဝင်ဘာလလယ်အထိ ရက်ဆိုင်ထားရန်သဘောတူထားချသည်ထို့တော်လည်းအမေရိကန်တို့မြန်မာ၏မြေရှားတပ်ထုများရှိရသောဝင်ရောက်လာမည်ဆိုကပိုင်ဆိုင်မှုများပို၍ပြင်းထန်လာတော်မည်ဖြစ်သည်တရုတ်သည်ကမ္ဘာတွင်စူပါပါဝါအဖြစ်ရပ်တည်နိုင်ရန်ရှေ့တွင်မမကြီးရှိနေသည့်အမေရိကန်ကိုကြော်တက်နိုင်ရန်အပြင်းထန်ရှင်းပြိုင်လျက်ရှိသည်။ထို့သောအနေအထားတွင်မြန်မာသည်၎င်းတို့ရှင်းပြိုင်မှု၏စစ်မျက်နှာအသစ်ဖြစ်လာပုံရသည်။လက်ရှိတွင်နှစ်နိုင်ငံစလုံးစီးပွားရေးအရပြိုင်ဆိုင်နေသည့်အတွက် ်ဝယ်ယူသုံးစွဲသူများအတွက်ဈေးနှုန်းအထင်တင်ဖြင့်ရရှိနိုင်နေသည်လက်ရှိတွင်မြေရှားတပ်ထုအများဆုံးရရှိနေသည်နိုင်ငံ၅နိုင်ငံရှိနေသည်မက်ထရစ်တန်ချိန်အားဖြင့်တရုတ်တွင်44ဘရာဇီးတွင်21အိန္ဒိယတွင်6.9ဩစတြေးလျတွင်9.9ရုရှားတွင်3.8ရှိနေသည်အမေရိကန်သည်2024တွင်ဒုတိယအများဆုံးထုတ်လုပ်သူဖြစ်တော်လဲ1.8တန်သာ ရှိနေသည်တရုတ်သည်ထိုနှစ်အတွင်း ေရှားတတ္ထုအောက်ဆိုင်2,800ကျန်ထုတ်လုပ်ခဲ့သည်။ထိုပမာဏသည်ကမ္ဘာစုစုပေါင်းထုတ်လုပ်ခဲ့မှု၏3ပုံ2ပုံကျော်ရှိနေသည်။နယူးယောက်တိုင်းအဆိုအရတရုတ်မှပြပသို့တင်ပို့ခဲ့မှုတွင် တီဘီလီယန်နှင့်ဒစ်စပရိုစီယန်တတ္ထုများအများအများပါလာ၍ကချင်ပြည်မှတရုတ်သို့အများအများတင်ပို့ခဲ့သည်မှာထင်ရှားလာသည်။ကချင်ပြည်နှင့်အပါဝင်မြန်မာပြည်မှ2024ရက်တွင်တရုတ်သို့3484တန်တင်ပို့ခဲ့သည်။ ဤသို့ဖြင့်မြေရှားတပ်ထုနှင့်ပတ်သက်၍မြန်မာသည်လူသိများလာပြီးအမေရိကန်အဖို့တရုတ်နှင့်ရှင်းပြိုင်စရာအခွက်အခွင်းဖြစ်လာနေသည်တရုတ်သည်မြန်မာရှိပြည်ပခဖြစ်ပွားနေသောဒေသများတွင်တယံစာတအရေးမြင့်များထုတ်လုပ်နိုင်ရနှင့်နေချာဒေသလုံခြုံရန်အတွက်ချင်းချောက်အကြက်ကိုက်သည့်တန်တမန်နီးလန်းများဖြင့်လှုပ်ရှားလျက်ရှိနေသည်တရုတ်သည်စစ်အုပ်စုအားစစ်ရေးကူညီများပေးနေပြီး KIA အားလည်းဖိအားပေးနေသည်အပြစ်ခတ်ရဲစရေးအတွက်လည်းဖြန့်ပြေးပေးရန်ကန့်လန့်လာသည် အမေရိကန်အစိုးရဆက်ဆက်သည့်မြန်မာပြည်တွင်ဒီမိုကရေစီရရှိရေးအတွက်သာစိတ်ဝင်စားနေခဲ့သည်သောမတက်စင်မြန်မာအားတရုတ်ဘက်သို့လုံးဝအုတ်တုံရောက်မသွားရေးဟန်တားရန်အတွက်လည်းဖြစ်သည်လက်ရှိထရန့်ဆိုရသည်စေအုစုနှင့် KIA နှစ်ဖက်စလုံးထံမှမြေရှာတပ်ထုများရရှိရေးဒီလမ်းများအစုပြုလာသည်ကိုလက်ခံရရှိထားသည်ဟုခိုင်လုံသောသတင်းရက်ွက်များကဆိုသည်လက်တော်တွင်အမေရိကန်သည်အွန်လိုင်းငွေလိမ်ခိုင်းများနှင့်ပတ်သက်၍ဝက်ဥကျက်လာပြီဖြစ်၍ပူပေါင်းဆောင်ရွက်လာစေရာအကြောင်းမရှိပေ ဖရန်ဒီမြန်မာမှရှားပါတတ်ထုများရရှိလိုပါကအိန္ဒိယနှင့်ပိုမိုနီကတ်စွာပူးပေါင်းရဖို့ရှိနေသည်အမေရိကန်အတွက်ကရှင်ပြည်နယ်မှထုတ်ယူနိုင်ရန်အနည်းဆုံးနှင့်စိတ်အချရဆုံးသည်အိန္ဒိယရှိအတန်ပြည်နယ်ဘက်မှဖြစ်သည်ယခုအချိန်ထိအမေရိကန်ဘက်မှသဘောထားကိုရှင်းရှင်းလင်းလင်းမသိရသေးပေထရန်ဒီရှားပါမြေသားတတ်ထုများအတွက်တရုတ်ကိုမိခိုနေတော့မည်မဟုတ်ဟုပြောခဲ့ပြီးဖြစ်သည်ထရန့်အစိုးရမြို့တော်မြို့ပုံဆက်လုပ်မြို့ကိုသာစောင့်ကြည့်ရဖို့ရှိနေသည် ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်။ကျမတဲ့တင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။